သူတစ်ပါးကိုစိတ်ဒုက္ခရစေပြီးမှကိုယ့်အတွက်ဖြစ်တည်လာမဲ့ပျော်ရွှင်မှုမျိုးကိုဘယ်တော့မှမမတ်မောပါနဲ့ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့တာယာမှုကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုဘလို့မလိုက်တဲ့နေရာတွေဒီလောကကြီးထဲမှာအကျေရှိနေပါတယ်သူတစ်ပါးပိုင်ဆိုင်ထားတဲ့အရာကိုကိုယ်စိတ်ကဘလောက်ပဲလိုချင်လို့ရှိရင်သို့အတင်လူอยู่ဖို့မကြိုးစားချင်ပါဘူး ကိုကပျော်ရွှင်ရမယ်ထင်ရတဲ့ဘဝတစ်ခုကိုပြီးဆောင်နေချိန်မှာအဲ့ဒီရဲ့အရင်အမိရဲ့တော့တစ်ဖက်မှာမိသားစုပြုခွေးရတာစိတ်ကြံရတယ်စိတ်တော့ကတယ်အကြီးကျယ်ရသွားခဲ့မယ်ဆိုရင်ဒီလိုပျော်ရွှင်မယ်ထင်နေခဲ့တဲ့ဘဝဟာတရားမျှတတယ်လို့ခံစားရပါမှာသူတို့ဘဝကိုပေးခဲ့တဲ့အပူမျိုးသူတို့ဘဝကိုပေးခဲ့တဲ့တော့ကမျိုး ကိုယ်စီပြန်မရောက်လာနိုင်ဘူးလို့ဘယ်တော့မှမအောင်မိပါနဲ့မကောင်းတဲ့လူရဲ့နောက်မှာအရေးမဲကကပ်ပါနေတတ်ပါလေစိတ်ခံစားမှုဆိုတာသူ့အလိုဆန္ဒအတိုင်းမဖြစ်ခဲ့ရင်တောင်မှကုစားတတ်ရင်ရင်းချက်မှုကိုမြန်မြန်ဆန်ဆန်ရတတ်ပါလေဒါကြောင့်မရသေးမရထိုက်တာမို့မရသေးမရထိုက်ဘူးလို့လူချင်းဖို့ကိုတည်ရင် လက်လွတ်ပေးလိုက်ရဖို့အတွက်ခံစားနာကျင်ရမှာကိုမကြောက်ပါနဲ့တော့